မင်္ဂလာပါခင်ဗျရေကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာစစ်တပ်ကတိုင်းပြည်ကိုကာကွယ်ဖို့ပြက်ကွက်နေပြီရက်စက်ကြမ်းကြုတ်မှုတွေနဲ့လူခွင်ရဲတွေချိုးပေါက်နေတဲ့အတွက်ရန်ကုန်ကနေဒါတန်ယုံကနေအပြင်းထန်ဆုံးရှုံချတိုက်တယ်လို့ဒီကနေ့မှပဲတရားဝင်ထုတ်ပြန်လိုက်ပါတယ်တရုတ်နိုင်ငံယူနန်ပြည်နယ်ဒက်ကိုမြန်မာစစ်တပ်ကပစ်လိုက်တဲ့လက်နက်ကြီးကြီးနှလုံးကြားရောက်မှုကိုတရုတ်ကပြင်းပြင်းထန်ထန်ကန့်ကွက်လိုက်တယ်လို့ဒီကနေ့မှပဲတရားဝင်ထုတ်ပြန်လိုက်တဲ့သတင်းပါဝင် နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြောင်းဆုံးတင်ဆက်ပေးခြင်းတရင်ကတော့မြန်မာစစ်တပ်ကတိုင်းပြည်ကိုကာကွယ်ဖို့ပြက်ကွက်နေပြီးရက်စက်ချမ်းကျုံမှုတွေနဲ့လူခွင်ရဲတွေချိုးဖောက်နေတဲ့အတွက်ရန်ကုန်ကနေဒါတန်ရုံကနေအပြင်းထန်ဆုံးရှုံချလိုက်တယ်လို့ဒီကနေ့မတ်လ28ရက်နေ့မှာပဲရန်ကုန်မြို့မှာရှိတဲ့ကနေဒါတန်ရုံကနေတရားဝင်ထုတ်ပြန်လိုက်ပါတယ် ဒီကနေ့ကြောက်တဲ့မြန်မာနိုင်ငံရဲ့တမတော်နေ့မှာမြန်မာနိုင်ငံဆိုင်ရာကနေဒါတန်ယုံကနေထုတ်ပြန်လိုက်တာဖြစ်ပြီးမြန်မာစစ်တပ်ကဆက်လက်ကျူးလွန်နေတဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေနဲ့လူအခွင့်ရေးချိုးဖောက်မှုတွေကိုကနေဒါနိုင်ငံကနေအပြင်းထန်ဆုံးရှုံချလိုက်တယ်လို့ဆိုထားပါတယ်စစ်တပ်ရဲ့အခမ်းကဏ္ဍဟာပြည်သူတွေကိုစောင့်ရှောက်ဖို့နဲ့တိုင်းပြည်ကိုကာကွယ်ဖို့တာဖြစ်ပြီးမြန်မာစစ်တပ်ဟာအဲ့ဒီတာဝန်ကိုထမ်းဆောင်ဖို့ဆက်လက်ပြက်ကွက်နေတယ်လို့ကနေဒါတန်ယုံရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ် လက်ရှိမြန်မာစစ်တပ်ဟာနိုင်ငံတကာဥပဒေကိုအကြီးအမားဆုံးချိုးဖောက်မှုဖြစ်တဲ့လူနေအိမ်တွေစာတင်ကျောင်းတွေဆေးရုံဆေးကန်းတွေကိုယ်ကွယ်ရာဘာသာရေးအဆောက်အုံတွေကိုလေကျောင်းကနေတိုက်ခိုက်နေတာပါဝင် အမျိုးသမီးတွေကိုပါလိန်အကြမ်းဖက်မှုတွေကိုကြဲကြဲပြန့်ပြန့်ကျူးလွန်နေတဲ့အတွက်ကနေဒါနိုင်ငံကနေအပြင်းထန်ဆုံးရှုံချတယ်လို့ဆိုထားပါတယ်လက်ရှိမြန်မာစစ်တပ်ဟာတိုင်းပြည်ကိုကာကွယ်ဖို့ပြက်ကွက်နေပြီးရက်စက်ကြမ်းကြုတ်မှုတွေနဲ့လူခွင်ရဲတွေချိုးဖောက်နေတဲ့အတွက်မြန်မာစစ်တပ်ကို လေရင်စီကအစစစ်အတုံးဆောင်ပစ္စည်းတွေထောက်ပံ့နေမှုတွေကိုချက်ချင်းရပ်တန့်ဖို့နိုင်ငံတွေအားလုံးကိုလည်းတိုက်တွန်းတယ်လို့ထုတ်ပြန်ကြမှာပြောထားတဲ့အပြင်ငြိမ်းချမ်းပြီးဒီမိုကရေစီလိုလားတဲ့မြန်မာပြည်သူတွေနဲ့အတူကနေဒါနိုင်ငံဟာတသားတည်းရှိနေပါတယ်လို့လည်းရန်ကုန်မြို့ကနေဒါတန်ရုံကနေဒီကနေ့မှပဲတရားဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျာတဖက်မှာလေတရုတ်နိုင်ငံယူနန်ပြည်နယ်တဲ့ကိုမြန်မာစစ်တပ်ကပြစ်လိုက်တဲ့လက်နက်ကြီးကြီးနှလုံးကြားရောက်မှုကို တရုတ်ကပြင်းပြင်းထန်ထန်ကန့်ကွက်လိုက်တယ်လို့ဒီကနေ့မှပဲတရုတ်ဝင်သတင်းထုတ်ပြန်လိုက်ပါတယ်ဒီကနေ့မတ်လ28ရက်နေ့မှာပဲအကြံပါစကောင်စီတက်တဲ့ KIA မဟာမိတ်ပူးပေါင်းတက်တွေကြားတရုတ်မြန်မာနယ်စပ်အနီးလွယ်ကျဲပတ်ဝန်းကျင်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲတွေမှာအကြံပါစစ်တပ်ကလက်နက်ကြီးနဲ့ KIA ဌာနချုပ်လိုက်စာပါဝင်ပတ်ပတ်လည်နေရာတွေကိုပိတ်ခတ်နေရမှာလက်နက်ကြီးကြီးနှလုံးဟာတရုတ်နိုင်ငံယူနန်ပြည်နယ်ဒက်ကိုကြားရောက်သွားတယ်ဆိုပါတယ်အဲ့ဒီအတော့ တရုတ်နိုင်ငံကပြင်းပြင်းထန်ထန်ကန့်ကွက်တယ်လို့ထုတ်ပြန်လိုက်ပြီးတရုတ်နိုင်ငံရဲ့စိုးရိမ်မှုကိုမြန်မာဘက်ကအလေးထားမယ်လို့လည်းမျှော်လင့်တယ်လို့ကန့်ကွက်စာတမ်းမှာရေးသားထားပါတယ်ဒီကနေ့မတ်လ28ရက်နေ့မနက်ပိုင်းမှာပဲကချင်ပြည်နယ်လွဲ့ကျဲနေဆက်ကုံသွဲရိတ်ဂိတ်အနီးမှာရှိတဲ့စစ်တပ်စခန်းတွေကိုကချင်လွတ်လပ်ရေးတမတော် KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲတွေပြင်းထန်နေတယ်လို့လည်း KIA သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျအခုတခါရှမ်းပြည်နယ်တောင်ပိုင်းမှာလည်း ဒေါ်လာရင်းတပေါင်းစုတွေနဲ့အကျန်းဖက်စစ်တကြားတိုက်ပွဲတွေပြင်းထန်နေပြီးစီဆိုင်မြို့ဟာစစ်ပွဲစုံနဲ့ကြာရောက်နေတဲ့အတွက်အရက်သားတွေအနေနဲ့မြို့တဲကိုလုံးဝမဝင်ရောက်ကြဖို့ပို့မြို့သားလူမျိုးရေးတမတော် PNLA ကတတိပေးချက်ထုတ်ပြန်ထားပါတယ်။လက်ရှိစီဆိုင်မြို့နယ်ပတ်ဝန်းကျင်မှာအကျန်းဖက်စစ်ကောင်စီတပ်နဲ့ဒေါ်လာရင်းတပေါင်းစုတွေကြားတိုက်ပွဲတွေတော်တော်ပြင်းထန်နေပြီးစစ်ကောင်စီဘက်ကတင့်ကားတွေနဲ့ပါထိုးစစ်ဆင်နေတဲ့အတွက်ပစ်ခတ်မှုတွေဟာပြင်းထန်နေတယ်ဆိုပါတယ်။တစ်ဖက်မှာလည်းအခုလိုတိုက်ပွဲပြင်းထန်နေတဲ့အချိန် တချို့ပြည်သူတွေဟာစီဆိုင်မျိုးတဲကိုဝင်ဖို့လုပ်နေပြီးစစ်တပ်ဘက်ကတွေ့ရပစ်ခတ်ဖမ်းဆီးနေတဲ့အတွက်တေဆုံးမှုတွေလည်းရှိနေတဲ့အပြင်အဆက်အသွယ်ပြတ်ပြီးပျောက်ဆုံးနေတဲ့ပြည်သူတွေလည်းရှိနေတယ်လို့ PNL ကဆိုထားပါတယ်။အဲ့ဒီအတွက်ရတပြည်သူတွေအနေနဲ့လက်ရှိစီဆိုင်မျိုးတဲကိုအရေးစွန်ဝင်ရောက်တာတွေလုံးဝလုံးဝမလုပ်ဖို့ PNL ကတရားဝင်သတိပေးထားပြီးလက်ရှိချိန်ထိတိုက်ပွဲတွေဟာတော်တော်ပြင်းထန်နေတဲ့အတွက် PNL ရဲ့သတင်းထုတ်ပြန်ချက်မထွက်မချင်းစီဆိုင်မျိုးအတွင်းကိုမဝင်ရောက်ကြဖို့ ဘုံမျိုးသားလွတ်မြောက်ရေးတမတော် PNL ကတတိပေးချက်ထုတ်ပြန်ထားပါတယ်ခင်ဗျတဖက်မှာတော့စကိုင်းတိုင်းရာတော်မြို့ပေါ်ကမြို့မှာ yes ခန့်နဲ့စစ်တပ်တဆွဲထားရနေရာတွေကိုတော်လန်ရိတ်တက်တွေကနေ drone နဲ့ဘုံသီးတွေဇက်တိုက်ကျဲချတိုက်ခတ်ရမှာစစ်ကောင်စီတပ်သား၄ဦးသေသွားပြန်တဲ့အပြင်ဒဏ်ရာရတဲ့ရဲတွေကို yes ခန့်ရဲ့နောက်ဖေးပေါက်ကနေစေယုံကိုခေါ်သွားကြတယ်လို့ BGS drone force တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တွေကိုပြောပါတယ် မတ်လ22ရက်နေ့ကတရက်ထဲမှာပဲအရာတော်မြို့ပေါ်မှာရှိတဲ့စကောင်စီရဲ့မြို့မရဲစခန်းနဲ့စက်မှုလဲယာဂိတ်စခန်းတွေကိုတော်လန်ရေးပူပေါင်းတပ်တွေကနေဒရုန်းတွေနဲ့ KIA ထုတ်60မမဘုံးဒီတွေပါဝင်120မမစလစ်ဘုံးဒီတွေကိုပါဇက်တိုက်ကျဲချတိုက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစကောင်စီတပ်သား၄ဦးကတော့အသီးသီးသေးကုန်ကြတဲ့အပြင်ရဲစခန်းနဲ့ကဒဏ်ရာရတဲ့ရဲတပ်သား၃ဦးကိုလည်းရဲစခန်းရဲ့နောက်ဖေးပောက်ကနေစေယုံကိုတည်သွားကြတဲ့အကြောင်းကိုပါတိထားရတယ်လို့ BGS Drone Force တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာတဖက်မှာလဲအကြံဖက်စကောင်စီဒေါက်တိုင်တွေဖြစ်တဲ့နတလင်းမြို့နယ်ကသတင်းပေးတင်ဆိုးဆိုသူနဲ့ပလိတ်မြို့နယ်ကပူစောတီဆိုမိုးအောင်ဆိုသူတို့နှစ်ဦးပြစ်ခတ်ခံရပြီးနှစ်ဦးလုံးသေကုန်ကြပြီလို့တော်လန်ရိတ်တက်တဲ့ဒေသခံပြည်သူတွေကပြောပါတယ်မတ်လ26ရက်နေ့ဖြစ်တဲ့မနေ့ကမွန်လွယ်ပိုင်းမှာပဲနတလင်းမြို့နယ်မှာတော်လန်ရိတ်တပ်ဖွဲ့ရဲ့သတင်းတွေကိုလိုက်လံစုံစမ်းပြီး စစ်တပ်နဲ့ရဲကိုတည်င်းပေးနေတဲ့အရှိတ်ဘက်ကန်စုရွာမှာနေတဲ့အကြံဖက်စစ်တပ်တောက်တိုင်းအကြီးစားတင်စိုးဆိုသူကိုတရားဝရီခရိုင်တရင်383ညတနတလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်တွေကနေပြစ်ခတ်ရှင်းလင်းရမှာသေသွားပြီလို့ပြောထားပါတယ်အလားတူမန္တလေးတိုင်းကပလိတ်မြို့နယ်မှာလေဒီကနေ့မတ်လ28ရက်နေ့မနက်ပိုင်းကပဲပြူစော်တီဆိုမုံအောင်ဆိုသူလက်ဖက်ရည်ဆိုင်ထိုင်နေတဲ့အချိန်အမည်မသိတနတ်သမားတွေကနေတနတ်နဲ့၃ချက်ပြစ်ခတ်ရှင်းလင်းရမှာနေရမှာပဲ ပွဲချင်းပြီးကိုသေသွားပြီလို့ဒေသခံပြည်သူတွေကပြောထားပါတယ်အဲ့ဒီလိုပြစ်ခတ်ရှင်းလင်းခံရတဲ့သတင်းပေးတင်ဆိုးနဲ့ပြူစော့တီစိုးမုံအောင်ဆိုသူတို့နှစ်ဦးဟာအကြမ်းဖက်စစ်တပ်ကိုအကြီးအကျယ်ထောက်ခံတဲ့သူတွေဖြစ်ပြီးစစ်တပ်အားကိုးနဲ့ပြည်သူတွေကိုဖိနှိပ်ချိန်ချောင်းနေတဲ့သူတွေဖြစ်တယ်လို့အခုတော့သေကုန်ကြပြီလို့ဒေသခံပြည်သူတွေကပြောထားပါတယ်ခင်ဗျဒီတခါမန္တလေးတိုင်းဘက်မှာတော့ မြညာမျိုးနဲ့အိုင်မကြေးရွာကအကျန်းဖတ်စစ်ကောင်စီခန့်အုတ်ချုပ်ရေးမှုဇော်မင်းမို့ဆိုသူကိုတော်လန်ရေးတပ်တွေကဝင်ရောက်ဖမ်းဆီးတဲ့အချိန်ထွက်ပြေးသွားတဲ့အတွက်တနက်တလက်နဲ့ခဲရန်အချို့ကိုတင်းစီရရှိခဲ့တယ်လို့ရွှေချိုးဖြူပြည်သူကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်မတ်လ26ရက်နေ့ဖြစ်တဲ့မနေ့ကမွန်လွဲပိုင်းမှာပဲမြညာမျိုးနဲ့အိုင်မကြေးရွာကအကျန်းဖတ်စစ်ကောင်စီခန့်အုတ်ချုပ်ရေးမှုဇော်မင်းမို့ဆိုသူကိုပြည်သူကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကနေဝင်ရောက်ဖမ်းဆီးတဲ့အချိန်အောက်ချုပ်ရဲမှုဇော်မင်းမို့ဆိုသူဟာ သူကင်ဆောင်တဲ့တနတ်နဲ့ပြန်လဲခုခံပြီးတဲ့နောက်တနတ်ကိုပါပြစ်ချပြီးထွက်ပြေးသွားတယ်ဆိုပါလေအဲ့ဒီနောက်တော်လိုင်းတပ်ဖွဲ့တွေကအုတ်ကြီးဇော်မင်းမိုးကင်ဆောင်တဲ့တနတ်နဲ့ကြီးစံအချုပ်ကိုတင်းစီရရှိခဲ့တယ်လို့ရွှေကြိုးပြူပြည်သူကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့တခါရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ